အနုလက်သီးချင်းရှင်ထူကြတော့မယ်ငကြောက်တန်းပလာဖိုင်နယ်ပွဲအလုံးမင်္ဂလာပါဒီနေ့ရငကြောက်တန်းပလာဖိုင်နယ်ပွဲမှာဆိုရင်တော့ဂိတ်နဲ့ကျဖတ်ယူတို့က All English Final ဖြစ်တွေ့ဆုံနေကြပါတယ် All English Final ဆိုပြီးတော့ဇုတ်တွေထင်ကြီးနေကြမယ်ဆိုရင်တိုက်ကိုမှားသွားမှာဖြစ်ပါတယ်တကယ်လို့တို့နှသိန်းရဲ့ပြူတင်းပွဲအခြေအနေနဲ့ရည်တည်မှုကသာကြီးလိုက်မယ်ဆိုရင်ဖိုင်နယ်တက်လာတဲ့နှသိန်းလို့ထင်မြင်စရာကိုမရှိပါဘူးအတင်းစလုံးကပရီးမီယာလိမှာတန်ဆန်းဆောင်အထက်နားလေးတွင်အပေါ်အောက်ရပ်တည်နေကြတာဖြစ်ပြီးတော့ဒီလိုနှစ်သင်းကဘယ်လိုများဖိုင်နယ်ရောက်လာသလဲဆိုတာစဉ်းစားချင်စရာတော့ကောင်းနေခဲ့ပါတယ် ကေဂျီတို့အတွက်လည်းအဆိုးအဆုံးရာသီမဖြစ်ဘဲနဲ့နောက်ရာသီအုပ်ရပဝင်ခွင့်ရဖို့အတွက်ငကြောက်တန်းပလားမှာဘူးဆဲဖို့ကအရေးကြီးနေပါတယ်။ဒါအပြင်ဂျပန်ကြီးတို့ကလည်းဖလားနဲ့ကံမဆက်ခြင်းကိုအဆုံးသတ်နိုင်ဖို့အတွက်ဒီပလားကိုရရှိဖို့အသေးအတန်ကြိုးစားသွားမှာပါ။အကြောင်းအနုလက်သီးချင်းရှင်ထိုးကြမယ့်ဒီပွဲစဉ်ကပွဲကြီးပွဲကောင်းတစ်ပွဲလည်းဖြစ်လာနိုင်ပါတယ်။ဒီနေ့မှာတော့ဂိမ်းနဲ့ဂျပန်ကြီးတို့ရှင်ပြိုင်တော့မယ်ငကြောက်တန်းပလားဖိုင်နယ်ပွဲစဉ်လေးကိုတင်ဆက်ပေးကြပါမယ်။အသင်းစလုံးကဒဏ်ရာပြဿနာတွေရှိနေကြပြီးတော့အဓိကကစားသမားတို့ချို့လဲလွဲချော်သွားဖို့ရှိနေပါတယ်။ ဒေဂျီရိုဘက်မှလည်းခန်းဆက်ပိုင်းမှာတင်ရပဒနာတွေများနေပြီးတော့ယူရိုကပါတင်ရရရှိသွားခဲ့တာကြောင့်ထွန်းနှက်ချက်တစ်ခုပါဖြစ်လာနိုင်ပါတယ်။အကြောင်းဘဟုခန်းဆက်မှာလူရှော၊ခေါင်းင်းနဲ့လင်ဒီလော့တို့ကိုပဲတွက်ဖက်ပေးလာဖို့ရှိနေပါတယ်။ဂွန်းနေကတော့ဘရူနိုနဲ့တူတူဆန်တွေကိုတွဲပေးလာနိုင်ပြီးတော့ဖိတ်တင်မောက်စာဖိုးချစ်လေးပွဲထွက်လာနိုင်ပါတယ်။တိုက်စစ်မှာတော့ဖျားစုတိုက်စစ်မှုလေးဖြစ်တဲ့ white line ကိုပဲမရှိသုံးလေးဆက်သုံးရအောင်ပါပါကျပအီလူဘက်မှာတော့ medicine kulusevski နဲ့လူငယ်ကစားသမားလေး bashboro ကဒဏ်ရာကြောင့်လွဲချော်သွားတော့မှာဖြစ်ပါတယ် ဂျပန်ယူဘက်မှာဥပအဆောင်ပြန်ပါလာခဲ့ပြီဆိုပေမဲ့ဒီဘက်မှာပေါ်ထွက်လာအောင်မလားဆိုတာကတော့စောင့်ကြည့်ရအောင်ပါပါဂျပန်ယူကတော့ပရီးမီးယားလိပွဲမှာအဓိကကစားသမားအများစုကိုအနာပေးထားခဲ့ပြီးတော့ဂေဂျီရိုတက်စာရေးပွဲပတ်နဲ့ပြဿနာပုံနေနေနိုင်ပါတယ်။တိုက်တိုက်တွေးဆမှုတွေမှာလည်းဂေဂျီရိုတက်အားရစရာတကွမှကိုမရှိခဲ့ပါဘူး။ဒီရသည့်၃ချိန်တွေးဆုံထားရမှာ၃ချိန်စလုံးကိုကုန်ထားခဲ့ရပြီးတော့၂၀၂၂ခုနှစ်နောက်ပိုင်းကလေးကဂျပန်ယူကိုအနိုင်မယူနိုင်သေးတာဖြစ်ပါတယ်။ ပုံမှန်ဆိုရင်တော့ဂျပန်ဤသူရဲ့စူပလားနဲ့ကံမဆက်တဲ့အချက်ကြောင့်နှင်းစရာတစ်ခုတော့ရှိနေပြီမဲ့ဒီနေ့ကျမှအဲ့ဒီလိုအသင်းလေးတွေကကန့်ထကောင်းနေကြတာကိုတွေ့ရပါတယ်နှစ်ရှိခွတ်ပြောင်းနေတဲ့အသင်းတွေအဓိကစူပလားမရဘူးတဲ့အသင်းတွေကဒီနေ့မှစူပလားတွေထယူနေကြတာကြောင့်ခေကြီးတို့တက်လဲဆိုရင်ဇာဖြစ်နေရပါပြီ။ခြေစောင်းမအရာဆိုရင်နှစ်သင်းစလုံးကသူမတာကိုအာသူပါမယ်မလို့ထွေထူးထူးပြောနေစရာတော့မရှိပါဘူး။ဒါပေမဲ့နှစ်သင်းစလုံးကငချောက်တန်းပလားမှာဆိုရင်ဗာရှင်တစ်မျိုးနဲ့ကိုကန်နေကြတာဖြစ်ပါတယ်။ အကြောင်းဘယ်သင်းရဲ့ငချောက်တန်းဖာရှင်ကပိုကောင်းမလဲဆိုတာဆက်လက်ဆောင်ကြည့်သွားရတော့မှာပါဒီပွဲအတွက်ကတော့ကျပအီလူရဲ့ super la ကန်ခင်နေမှုကြောင့် KT တို့ကိုပဲရွေးချယ်ပေးလိုက်ချင်ပါတယ်။အဆုံးကြီးကြည့်ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်။